စစ်ကောင်းဆောင်ကမဲပေးတာမပေးတာဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ပြောဆိုခဲ့ပေမဲ့လက်တွေ့မှာတော့ဖိအားတွေပေးပြီးဆန္ဒမဲပေးခိုင်းနေတယ်လို့ပြည်သူတွေကပြောပါတယ်။သီရိသတင်းပေးပို့ထားတာပါရှင်။နိုင်ငံတော်အနေနဲ့ဆန္ဒမဲပေးခွင့်ရရှိရေးစောင့်ရပေးထားပြီးဆန္ဒမဲပေးခြင်းမပေးခြင်းဟာမဲဆန္ဒရှင်များရဲ့ဆန္ဒပင်ဖြစ်ပါကြောင်းပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကစစ်ကောင်းဆောင်ရဲ့ AR တိုင်းခရီးစဉ်မအူပင်မြို့ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံတော့က လာမယ့်ရွေးကောက်ပွဲမှာမဲပေးခြင်းမပေးခြင်းဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့မြေပြင်မှာတော့စစ်ကောင်စီတပ်လက်အောက်ကအုပ်ချုပ်ရေးမှုတွေနဲ့ဌာနဆိုင်ရာအကြီးအကဲတွေကပြည်သူတွေနဲ့အစိုးရဝန်ထမ်းတွေကိုရွေးကောက်ပွဲမှာမဲပေးဖို့ဖိအားပေးခိုင်းစေနေတယ်လို့ပြည်သူတွေကပြောပါတယ်။ဘကိုးတိုင်းတွေကဘကိုးမျိုးပါဝင်တခြားမျိုးအတော်များများမှာရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးဖို့ဟော့ပြောပွဲတွေလုပ်ဆောင်နေပြီးမဲထည့်ဖို့ဖိအားပေးနေရတွေရှိတယ်လို့မြို့ကန်တွေကပြောပါတယ်။ ရွှေကျင်မြို့ပေါ်မှာတော့ရွေးကောက်ပွဲစည်းရုံးရေးဟောပြောပွဲတွေလုပ်နေတယ်လို့မားတော်မြို့ပေါ်စည်းရုံးအရှိမှာလဲပါတီဆိုင်ပုတ်တွေထောင်နေပေမဲ့မြို့ခံတွေကတော့မဲပေးဖို့စိတ်ဝင်စားကြဘူးလို့ဆိုပါတယ်ဒီနေ့မှာတော့အလိုကမဲဆွဲကိုသူတို့မဲကိုထဲဖို့ဒီမဲဆွဲတဲ့အောက်ကသူတို့လိုက်လို့တယ်နောက်ကြလို့ဟောပြောပွဲတွေပဲလိုက်လို့တယ်။ဒီကွာလို့သင်ချစ်ကြတာသူကလည်းတစိကောင်ထူရတယ်လို့လောက်ဆိုနေတာ။ဟိုဥပ္ပယလုံးပြင်းနေလုံးပြင်းနေမှာပေါ့နော်။ဘူးလို့ပုံရမျိုးနဲ့ရော ။အခုလက်ရှိကျွန်တော်မာရောင်မြို့မှာရှိနေတူတူအကောင်လုံးရဲ့သုံးဝင်တပုံတပုံတော့ပဲ။တပုံတော့ကမှတူတူသူတို့နဲ့မလွတ်ကင်းတဲ့လူတော့ပဲ။အဲဒီဘက်ကအာသာကျန်တဲ့လူတွေကတော့တော့ဒါဟိုမတရားဆိုလူတိုင်းသိတဲ့အတွက်ကိုအကောင်တော့ကန့်ကွက်တာလား။ရွေးကောက်ပွဲမဲပေးဖို့အစိတ်ဝင်စားကြပေမဲ့မဲပေးတဲ့ပုံစံကအရင်ကတော့မဟုတ်ပဲ electronic မဲပေးစနစ်ဖြစ်တဲ့အတွက်မဲမပေးရင်အေးအေးယူခံရမှာကိုလည်းမားတော်မျိုးကပြည်သူတွေကစိုးရိမ်နေကြပါဗျာ တနင်္သာရီတိုင်းဘုတ်ပြင်းမြို့မှာလည်းမြို့နယ်ထွေအုပ်ကနေရက်ကျေးအုပ်ချုပ်ရေးကတဆင့်တက္ကသိုလ်ចောင်းသူចောင်းသားတွေကိုဆန္ဒမဲပေးခိုင်းတယ်လို့ဆိုပါရယ်တက္ကသိုလ်ចောင်းသားចောင်းသူတွေကိုဆန္ဒမဲမပေးရင်ကောလိပ်ចောင်းတက်ခွင့်မပြုတာဘွဲယူရန်ရှိသူတွေကိုလည်းဘွဲလက်မှတ်မထုတ်ပေးဘူးလို့ချင်းချောက်တာတွေလုပ်နေတယ်လို့ចောင်းသားတွေနဲ့နှိဆက်သူတွေကပြောပါရယ်ဒီလိုချင်းချောက်မှုတွေကြောင့်ဘုတ်ပြင်းမြို့နယ်ကတက္ကသိုလ်ចောင်းသားចောင်းသူတွေဟာပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့မှာဘုတ်ပြင်းမြို့ထွေအုပ်ရုံးမှာဆန္ဒမဲပေးခဲ့ရတယ်လို့ဆိုပါရယ် စေကောင်းဆောင်ကဆန္ဒမဲပေးတာမပေးတာဟာပြည်သူဆန္ဒလို့ပြောပေမဲ့ចောင်းသားမိဘတယောက်ကတော့သူ့ရဲ့ဒူမဖြစ်သူចောင်းမတက်ရမှာစိုးရိမ်နေတဲ့အတွက်ဆန္ဒမဲပေးခိုင်းလိုက်ရတယ်လို့ဗုတ်ပြင်းမြို့နယ်ကလာရည်မျိုးကပြည်သူတယောက်ကဆိုပါတယ်ဒီဗုတ်ပြင်းမြို့နယ်ပိုင်းကဗုတ်ပြင်းမြို့နယ်အပိုင်းကကောလိပ်တက်တဲ့ចောင်းသားတွေအကုန်လုံးရက်ကြီးတွေမှာခေါ်တဲ့ဟာတွေရှိတယ်ဘယ်နှစ်ယောက်လဲဆိုတော့အတိအကျမသိရပါဘူးအဲ့တော့အကုန်လုံးသွားပြီးထည့်ရပါတယ် မဲအွန်လိုင်းကတော့ပြောပါတယ်မဲကိုပေးကျင်တဲ့ဆန္ဒရှိရင်ပေးလို့ရတယ်မပေးလဲရတယ်ဆိုပြီးတော့သူကတော့အဲ့လိုပြောတာပဲလေပြီးတော့သူဖမ်းကျင်ဖမ်းမှာအမျိုးမျိုးလုံမှာအမျိုးမျိုးချင်းချောက်ခိုင်းတာမဲမထက်မှလည်းသူကြောက်တယ်ချင်းချောက်ပြီးတော့မှပြောနေတာသူအပြောနဲ့လက်တွေ့ပွားနေကကွာနေတာကိုလက်တွေ့ပွားနေကကွာနေတာစစ်ကောင်စီဟာတက္ကသိုလ်ចောင်းသားတွေနဲ့သူတို့ရဲ့လက်အောက်ခံဝန်ထမ်းတွေသာမကအကျဉ်းထောင်တွေမှာအကျဉ်းချခံနိုင်ရသူတွေကိုလည်းထောက်အာဏာပိုင်တွေကနေတစင်ချင်းချောက်ပြီးမဲထည့်ခိုင်းတာတွေရှိတယ်လို့ကရင်နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်ထားပါတယ်။ကျမတီးပြီပါ။ဟုတ်ကဲ့။